ဝေတာလီပြည်ကကြီးသုံးပါကြာရောက်ဖြစ်ပေါ်လာတဲ့အခါဝေတာလီကလေးဆွေမင်းတွေကမြတ်စွာဘုရားကိုပြင်ညာတယ်ပြင်တဲ့အခါမှာရာဇဂျုံမျိုးကပင်မိတာမင်းကြီးစီအကူကြီးတောင်းပြီးတော့ရာဇဂျုံမျိုးဝင်လွန်ကြောင်းမှာသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုသူတို့နိုင်ငံအရောက်ပြင်ညာတာဖြစ်တယ်မြတ်စွာဘုရားဝေတာလီကြွတဲ့အခမ်းအနားဟာလွန်ကြီးကျယ်ဝေတာလီပြည်မှာ ပထမကတ်ကြီး၃ပါးဆိုကတ်ဆိုတာတွေကအခုကအမျိုးမျိုးပြောနေကြတာတယ်လီဖုန်းတွေကကတ်လဲကတ်ခွန်နေကြတာပဲเนาะအင်္ဂလိပ်လိုအခုဒီကတ်ကတော့ကပ်ပဆိုတဲ့အဓိပ္ပာယ်နဲ့လားနော်အင်္ဂလိပ်ကတ်ဆိုတဲ့စကားလုံးနဲ့မတူဘူးအဲ့ဒါကြတော့ဓာရွေးနဲ့တပ်ပြီးတော့ရေးတယ်ကပ်ပလို့ဆိုတဲ့လာတဲ့ကတ်ကြတော့ပတ်ဆောင်နဲ့တပ်ပြီးတော့ရေးရကပ်ပဆိုတာ အချိန်ပိုင်းတစ်ခုလို့ဆိုလို့တယ်အချိန်ပိုင်းတစ်ခုကဲအော်လို့ဒီဇက်စတာလို့ဆိုအားလုံးငရင်ကြီးလှုပ်သွားလို့ပျက်စီးဆုံးရှုံးသွားတဲ့အချိန်ပိုင်းတစ်ခုမိုးကောင်ရေရှားပြင်းပြီးလူတွေဒုက္ခရောက်နေတဲ့အချိန်ပိုင်းတစ်ခုစစ်မဲ့ဖြစ်ပွားပြီးတော့ဒီစစ်ပွေးဒုက္ခတွေကြီးပြေးလွှားပြီးပုန်းခိုနေရတဲ့အချိန်ပိုင်းတစ်ခုတို့ရဆိုလို့ကပ္ပရဲ့အတိတ်ပဲအဲ့ဒါကကြီးသုံးပါဆိုတာ အဲ့ဒီအချိန်ပိုင်းကြီး၃ခုလို့ဆိုလို့တယ်တစ်ခုနဲ့ဆက်ဆက်ပြီးတော့နေဘယ်အစရုံလို့ဆိုဝိသလိပီမိုးခေါင်တာအစမိုးခေါင်တဲ့အခါကျတော့ထုတ်ခိတွန်းကရိတ်ခါတွေဟိုပုတ္တိဘုပို့ဖို့ရလဲလွယ်ကူမှုမရှိဘူးရှင်ဆိုတာလည်းပဲဆင်းရင်မြင်းရင်လဲရင်တော့ဖြစ်ရှိတာဝိလန်နဲ့ဒေတာတွေကိုရောက်အောင်ပို့ဖို့ဆိုတာဂဏိခိလို့မလွယ်ဘူးပေါ့နော်ဂဏိခိကတော့တော်ရော့ အရာတွေကိုလင်းလင်းမြန်မြန်ရိတ်ခါတွေထောက်ပတ်တဲ့အလုပ်တွေလုပ်နိုင်လာတယ်။အဲ့ဒီခေတ်တုန်းကဒီတိတ်ပြီးတော့အလွန်ကြီးမဝေးတော့လေ။တွားရေးလိုက်လွယ်ကူမှုမရှိသည့်အတွက်ကြောင့်တဏှာငတ်နေလို့ရှိရင် နောက်တဏှာဖြည့်ရှင်းပေးနိုင်မှုအလွန်ခက်တယ်။အဲ့တော့ဝေဒာလိပြည်မှာပထမမိုးခေါင်လိုက်တာ။ကြွကြွကျောင်းမက်ဆရာကောင်းမိုးကခေါင်လိုက်တဲ့အခါကျတော့ စဘာတိနံနေစိုက်ပြောရမယ်အချိန်စိုက်ပြောလို့မရအဲ့တော့ရှင်းတော့လို့ဒီကမထွက်ရင်ဟိုကဒီကအယောင်းဝယ်ဆိုတာလည်းများစွာမရှိကြဘူးကိုစားဖို့ပဲကိုစိုက်ကြတာဖြစ်နေဖြစ်နေတော့ဝေဒာလီရဲ့လူဥယေနဲ့ဝေဒာလီမှာမိုးခေါင်သည့်အတွက်ကြောင့်စိုက်ရမယ်လေပြီလေတွေကစိုက်လေသမျှတွေကလည်းအကုန်လုံးရှည်မရလို့ ညှိုးချောက်ပြီးပျက်စီးသွားမျိုးစဘာတွေဆုံးရှုံးသွားကြအဲ့ဒီလိုမျိုးစဘာတွေဆုံးရှုံးသွားကြတော့လူတွေရဲ့လူအများစုမှာရိတ်ခါတူလောင်ထားတာမရှိကြဘူးမရှိတော့တော်တော်စာဝတ်နေဒုက္ခရောက်လာကြမစားရတဲ့လူတွေများလာတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကလည်းဖြည့်ရှင်းမပေးနိုင်ဘူးသူတို့ဒါတွေဆန်းစပါးမရတဲ့အခါကျတော့ စာဝတ်နေဒုက္ခတွေရောက်ပြီမိုးခေါင်တာကိုကြောင်းပြုတ်ပြီးတော့အစာရေစာငတ်မို့ခေါင်းမတဲ့အခါလူတွေကဝါလဲအောင်မစားရဘူးမစားရရုံမကဘူးနောက်ဆုံးအာရတ္တတွေချုပ်တက်ပြီးပိန်လီပြီးယောဂဝိရဏတွေကဖြစ်လာတယ်အဲ့တော့ပထမကငတ်မို့ခေါင်းမခြင်းလို့ခေါ်တယ်ဒုဗ္ဗိခန္တရကဒုဗ္ဗိခဆိုတာ ဖိခဆိုတာအစာရေစာဒုဆိုတာမပြည့်စုံတာအစာရေစာမပြည့်မစုံဖြစ်လာတဲ့အခါမှာလူတွေရဲ့သဘာဝအတိုင်းဝါအောင်မစားရဘူးကြမ်းမအောင်မစားရဘူးအာရဒပြေဝအောင် မရဘူးဆိုတဲ့အခါမှာဘာဝင်လာတော့ဆိုယောဂဝင်လာငတ်မွတ်တဲ့ပိုင်းခြားကြီးကိုဒုတ်ပိတ်ခန္ဓာကလို့ခေါ်တယ်အဲ့ဒီအခက်တွင်မှာထပ်ဆင့်ပြီးတော့ ဒီရေနစ်သူကိုဝါကူ၍နှိပ်တယ်လို့ဆိုတော့ဘာဖြစ်လာတော့ဆိုစာရေးစာမစားရတော့ငတ်မောက်ခေါမလာပြီယောဂါတွေဖြစ်လာအဲ့တော့ယောဂါဖြစ်ပေါ်လာတဲ့အခါလူတွေဟာတေးတေးဆုံးလာကြစာရေးစာပြက်လက်မှုကဆက်သွဲပြီးတော့အဲ့ဒီယောဂဝေဒနာတွေဖြစ်လာတာရောဂန္တရကလို့ခေါ်တယ်နော်ယောဂါဖြစ်နေတဲ့အချိန်ပဲအဲ့ဒီယောဂါတွေဖြစ်လာတဲ့အခါလူတွေဟာတေးခဏခဏတေးကြတော့ လူတွေအသေးများတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်လောကမှာကြံ့ကြံ့ထန်းထန်းနဲ့လူတွေကမမြင်ရတော့လည်းပဲလူတွေကိုနှိပ်စက်ခြင်းနဲ့တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကလည်းရှိတာနော်တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကရှိဘလူတွေတရေတဲ့ဘက်တွေကလူတွေတွေလက်လက်ဆက်ဆက်တည်ဆုံးလာကြတဲ့အခါ သူတွေသူတို့ကလူတွေအလောင်းတွေကိုအမိပြုတ်ပြီးတော့မြို့တဲရွာတဲ့ထီအောင်ရောက်လာပြီးယောဂဖြစ်အောင်သူတို့ကဖန်တီးလာကြတယ်ဖန်တီးလာကြတယ်အဲ့ဒါကိုအမနုတန္တရကလူမဟုတ်သူတို့ရဲ့ဒုက္ခပေးတာအဲ့ဒါကိုဝေဒာလီပြည်မှာကကြီသုံးပါလို့ပြောတာနော်ခုခေပြောတဲ့တယ်လီနောတို့ MPD တို့ဥရဒူးတို့ပြောတာမဟုတ်ဘူး အဲ့ဒီကတိသုံးပါးကိုပြောတာမဟုတ်ဘူးเนาะအဲ့ဒီမှာဒီအချိန်ပိုင်းကြီးသုံးခုဟာဆက်ဆက်ပြီးတော့ဖြစ်တယ်ငါမို့ထာကိုအကြောင်းပြုယောဂဖြစ်ယောဂဖြစ်ပြီးလူတွေတည်ကြတာကိုအကြောင်းပြုပြီးတော့တရေတဲ့ဘက်ဒီကောင်တွေက လူတွေမှာဝင်ပူးကပ်ပြီးတော့နှိမ့်ဆက်လာတဲ့အခါလူတွေဟာပို့ပြီးတော့တည်ဆုံးလာကြတယ်ဒါတွေကင်းပြောင်းအောင် လုပ်ဖို့ရအလွန်ခက်ခဲလာအလွန်ခက်ခဲတော့ အာကိုရလိုက်ရှာတော့ရဟန်းကောရမကြွလာလို့ရှင်ဒီဘေးဟန်အနေတွေကငြိမ့်သွားတယ်လို့ယုံကြည်ကြတယ်ဘုရားဘာသာဖြစ်လို့ပြင်လာတော့မဟုတ်ဘူးဒီယုံကြည်ချက်နဲ့သူတို့ထုနီလန်အတိုင်းလှုပ်ကြတော့လည်းပဲဒီမပြောက်ဘူးအဲ့ဒီကတ်ဆိုးကြီးကမလွတ်ဘူးမလွတ်တာနဲ့ဒုရီယအလုံးများစွာတည်ဆုံးကုန်ကြတဲ့အခါ ဝေဒာလီမြေကြီးဟာ6ကပ်ပြီးတော့ကိုလူတွေဟာစိုးရင်ထိတ်လန့်တစ်ချိန်လုံးကဗမာပြည်မှာလဲဒီဒုတိယကမ္ဘာစစ်ကြီးပြီးလို့ဂျပန်တွေနဲ့အမေရိကန်ပြန်ဝင်လာအင်္ဂလန်ကအင်္ဂလိပ်တွေပြန်ဝင်လာပြီးဂျပန်တွေတိုက်ထုတ်ပြီးတဲ့နောက်ပိုင်းအချိန်လေးမှာမဖြစ်တယ်ဆိုပလေယောဂါဆိုဖြစ်တယ်နော်မိလိုက်တဲ့လူတွေလည်းသိမယ်မမိလိုက်စာရိဘတ်ဖူးရင်လည်းသိကြတယ်ရွာလုံးချုပ်ပျက်စီးတာတွေရှိတယ် ရွာပြင်ထွက်ရတာတို့ရှောင်းတိန်သွားကြရတာတို့အဲ့လိုပလေယောဂါတွေမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းတော်တော်များများရှိတယ်။ဘုန်းကြီးတို့သာသနာဘက်ကဆိုလို့ရှိရင်စာပေချမ်းကအလွန်တက်တယ်လို့ဒီကနေ့ခေတ်ထီအောင်ပဲနာမည်ကြီးတဲ့အဗျာရမရွှေကူတိုက်မန္တလေးမြို့52လမ်းကဗျာရမရွှေကူတိုက်ဆရာတော်ဘုရားကြီးဆိုပလေယောဂါတွေပါသွားတာ။နော်ပလေယောဂါဖြစ်ပြီးပြန်တော့နော်တက်တော်60အောင် မတမ်းမဆုံးရှုံးတယ်အဲ့တော့ဗမာပြည်မှာလဲပလေယောဂဖြစ်လို့တယ်ဆိုပြီးတောရွာတွေတို့ဝေးလံတဲ့ရက်တွေသွားစာတင်လိုက်တွေစာမတင်ရဘူးအဲ့လိုအခြေအနေမျိုးတွေဖြစ်ခဲ့ဖြစ်ခဲ့ဘူးတွေပေါ့ပြိတ်တွေရွတ်တယ်မရဘူးအဲ့ဒီတော့ကနဝမရွှေကျင်သာသနာပိုင်ဆံခင်းဆရာတော်ကြီးဆိုတာဓနုပြုနားကဓနုပြုဓနုပြုတစ်ဖက်ကန်းကဆံခင်းရွာဆိုတာရှိတယ် အဲ့ဒီဆံကင်းရွာမှာလဲလူတွေပြိယောဂဖြစ်တယ်ပြိယောဂဖြစ်တဲ့အိမ်နဲ့တိန်စင်ပြိယုရှေ့ကရွတ်သွားနောက်ကသေးအဲ့ဒီလူတွေဖြစ်လာတော့ဆရာတော်ကြီးကနောက်ပိုင်းကျတော့ဘာတတိယတော့ဆိုအထာဏမေတ္တကဒီသစ္စာစကားလေးထည့်ပြီးတော့ရွတ်လိုက်တဲ့အခါအဲ့ဒီကစပြီးတော့ပြိယိရွတ်တဲ့အခါမှာ အောင်မြင်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ် ဒါကြောင့်မလို့အထာဏမိတံကာရလေးကိုထည့်ရောရမယ်လို့ဆိုဒီလိုဆိုတာပေါ့သစ္စာစကားကိုထည့်ပြီးတော့ရွတ်အဲ့ကြတော့မှပလေယောပလေယောကကိုတားဆီးနိုင်ပြီးရက်တန့်သွားတယ်အဲ့ဒီတဏိပြူနာစံကင်းဆိုတာခဏိအထိပြောစမှရှိတော့မယ်နော်ဆရာတော်ကြီးတက်တော်ထကြရှိတော့ကအထာဏမိတံဒီသစ္စာစကားကိုသူစီလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်း စာပြက်လေးတွေဝေပေးတယ်ရအောင်ချက်ခိုင်းတယ်ဒီလိုလုပ်တယ်ဆရာတော်ကြီးသူကိုယ်တိုင်အကျိုးရှိရှိသုံးပြုခဲ့တာမို့ဒါသစ္စာစွမ်းအားအနေနဲ့အမြဲတမ်းကောင်းတယ်လို့ဆိုပြီးတော့အဲဒီတော့မှသိခဲ့ရတယ်ကောနော်